မင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးတစ်ခုဘုဟုတ္တအနေနဲ့ပါလဲဆိုရင် လူတွေရဲ့အသက်ပိုင်းခြားထဲမှာဒီအခုဖော်ပြထားတဲ့ကဏ္ဍည14 24 35 42 49 56 63 80 89 84ဒီအသက်ရွယ် ရောက်တော့အမျိုးသားအမျိုးသမီး လူသားတွေအများစုရဲ့80%ခန့်နှုန်းဒီမပြေလည်မှုတွေ အညာတွေဝင်လာတယ်အုံမအိမ်တောင်တဲ့တမားဆိုရင်လင်းနဲ့မရချင်းချင်းမျက်နှာကြည့်လို့မရတာတွေတမီကြီးစားတဲ့စင်နဲ့ပြက်ကိန်းအရှုပ်ကိန်းတွေဝင်လာတယ်အုံမငွေရေးကြေးရေးစီပွားရေးကောင်းတဲ့အလောက်ရှင်အလောက်တမားတွေဆိုရင်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးအလိန်ထိကြတွေလိန်ညာမှုတွေပြီးတဲ့အဲ့ဒီနှစ်အဲ့ဒီတက်ရလို့ရှိရင်စာချုပ်စာတမ်းတွေထိုးလို့အမားတွေအရင်းရင်းဖြစ်တာတွေအုံမကျမ်းမရေးစင်တောင်မှတခါမှဈေးုံဈေး ေကံမရောက်ဘူးတော့လူများတိထိုတက်ရွယ်ရောက်လို့ရှိရင်စေယုံစေကံတို့သွားရမယ်စေယုံစေကံတပြားမှာပဲအဆင်ပြေမဲ့ခြေနေမျိုးတွေဖြစ်လာတယ်တချို့ဆိုရင်ယောဂကျမ်းမာရေးမကောင်းနေဘူးအသက်ရွယ်ရာတိအဲ့ဒီအဲ့ဒီတက်ရောက်လို့ရှိရင်အဲ့ဒီလူတွေက အသက်ပါဆုံးရှုံးရတဲ့အခြေအနေကြီးဖြစ်သွားတယ်။အုံမတီ20နဲ့28လူငယ်များဆိုရင် အချောက်ချကိန်းထောင်ချကိန်းမပြည့်လည်မှုတဲ့အမျိုးမျိုးဖြစ်ပြီးတော့တငယ်ချင်းတွေရဲ့ပြဿနာရှားမှာကိုကမပါဘဲနဲ့အမိခံပြီးတော့အဲ့မျိုးအချောက်ချအနှောင်ဖွဲ့မျိုးထိတ်တာလည်းရှိတယ်။နောက်ပြီးတော့ကိုကမချိုက်နေတဲ့လူသားတယောက်နဲ့အဲ့ဒီအသက်ရွယ်အဲ့ဒီနှစ်မှာဆိုရင်လည်းအိမ်အောင်ချနိုင်တဲ့ကိန်းတွေရှိတယ်။အုံမအဲ့ဒီနှစ် အခုပြောပြတဲ့ဒီနှစ်တည်းအားလုံးမှာဒီအညပိုင်းဖြစ်တယ်ဘာကြောင့်ညက်လဲဘာကိစ္စညက်လဲဘာကြောင့်ညက်လဲဆိုရင်မိမိကိုယ်တိုင်ဇာတာညက်နေတာမဟုတ်ဘူးအသက်အရွယ်ကြောင့်ညက်နေတဲ့အတွက်မိမိဒီဘဒုနဲ့နေနေဘဒုနဲ့သွားသွားဘဒုနဲ့လှုပ်လှုပ်အလုပ်တွေကအဆင်မပြေဘူးသူများမချေရတာလည်းမျက်နှာမကြည့်ဘူးကိုယ်စိတ်ကလည်းအနှောက်ရှက်တွေဖြစ်နေတယ်သူတို့ကိုယ်စိတ်မသာမရာတွေဖြစ်နေတာပါဒါကြောင့် ဘာလို့ရမလဲဘာတွေလှုပ်တက်လဲလို့ပြောပြအောင်မယ်နော်ဘာတွေလှုပ်တက်လဲတိအချက်အဲ့လိုအညာကရောင်းနေလို့ရှိရင် မပြည့်လဲမှုတွေဖြစ်လာမယ်အရာတွေအလုံးကိုကြော်လွားနိုင်ဖို့အတွက်ကျွန်တော်တို့ဒီဘာလို့ရမလဲဆိုရင်မိမိတို့ယုံကြည်ရာဘာသာတရားရဲ့ခေါင်းဆောင်ရဲ့တရားတွေဂါထာတွေကိုကျွန်တော်တို့နှုတ်ကနေအမြဲတမ်းရွတ်ပြီးနေရမယ် ကုသိုလ်ရည်တွေမြများလုပ်ပေးပါဘာသာရည်တွေမြများလုပ်ပေးပါကောင်းမှုမှန်သမျှကိုလုပ်ပေးမေတ္တာတွေပို့ပေးဘာကြောင့်ဒီနှစ်ဒီကိန်းဒီခါမှာဘာကြောင့်ဒီလိုဖြစ်လဲဆိုရင်အတည့်ရဲ့ပိုင်းခြားရာဖြစ်တာပါ သူများလှုပ်လို့မဟုတ်ဘူးမိမိရဲ့ကံကတအားကြီးညပြီးတော့0ကျင်းနေတဲ့အခြေအနေလေးတွေဖြစ်လို့တုံညကျင်းတဲ့နှစ်ကိန်းလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ဒီတုံညကျင်းတဲ့နှစ်ကိန်းမရောက်ခင်မှာဒီအရှိကအုံမှာ74ဆိုရင် ကျွန်တော်73 23 20 28 29ရောက်လို့ရှိရင်ရတရားလေးတွေနေနဲ့မလုပ်တည်လဲဆိုရင်တော့မိမိရဲ့ရောက်တဲ့နေ့နံအတက်ရွယ်ပိုင်းချရမနဲ့မိုးလင်းချရင်တရဏဂုံ၃ပါးကို အမြဲတမ်းသက်စိရွတ်ပေးပါနေလေသက်စိညာသက်စိရွတ်ပြီးသက်စိရွတ်တိုင်းမှာလည်းပြီးလို့ရှိရင်တတဝါတွေအားလုံးကိုမေတ္တာပို့ပေးဝိနည်းရတွေမေတ္တာပို့ပေးဒါဆိုရင်ကြိုတင်ကာဝယ်မှုအနေနဲ့ဘာသာတရားရဲ့ယရိယာတစ်ခုအောက်မှာမိမိကိုယ်တိုင်ကဒီတခြားယရိယာတဲ့လူချင်းသေးတယ်ဆိုရင်တော့တနင်္ဂနွေဆိုရင်မိမိရဲ့အခရာနဲ့ပတ်သက်တဲ့အုံပန်းအုံလက်အုံခတ်အုံယူအုံထမင်း ုံတို့ခောက်ဆွဲတွေကိုမြက်ဖျားမှာလှူလို့ရပါတယ်ဒါမဲ့လှူတဲ့ထဲမှာအုံတို့ခောက်ဆွဲလေးလှူပါကြလာလို့ရှင်ကိုလည်းစားလို့ရတယ်เนาะနောက်တစ်ခုတနင်္လာဆိုရင်တနင်္လာနဲ့ပတ်သက်တဲ့ကာကြီးကနေငါထီပတ်သက်တဲ့ကစုံရဲကြော်ကောင်းညင်ပေါင်းငွေပန်းတွေလည်းအစုံလှူလို့ရပါတယ်ဒီလိုပဲမိမိရဲ့နေနံနဲ့ပတ်သက်တဲ့ နမေစာလုံးတွေနဲ့ပတ်သက်ပြီးတော့ဘုရားရှင်မှာကာမကုသိုလ်လုပ်ပြီးလှူပါ အမျှဝီပါမေတ္တာပို့ပါမိမိကိုယ်တိုင်လည်းဂုဏ်တော်ပွားပါကုသိုလ်လုပ်ပါဒါဆိုရင်ဒီညတည်းအများဆုံးကနေဖြစ်နေမဲ့ထံရတန်ချက်တည်းဒီအ ਨੇ ဆုံးကိန်းရောက်လာမယ်ဒါကြောင့်မဖြစ်ခင်ကလေးကဒီတက်ရမြောက်ခင်ကလေးကပရိတ်သတ်တွေကဟောဟုတ်နေတယ်မှန်တယ်ဆိုရင်နားထောင်ပြီးလို့ရှိရင် တခုခုတော့ဝင်ရေးခဲ့ပါ ဒါမဲ့လူသားတိုင်းဖြစ်လာလို့မေးရင်လူသားတိုင်းမဟုတ်ပါဘူးကံသအားညာနေတဲ့ဘာသာရေးတင်အားနေနေတဲ့လူအယောက်ရာဂိုင်းနှုံးရဲ့80 90ကြားမှာဖြစ်တာပါ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမျိုးသမီးတယောက်ကလက်မေးမြန်းတဲ့အခါကျတော့သူတို့လီမယားတွေမပြေလည်နေဘူးပေါ့ဒီနှစ်မပြေလည်တဲ့နှစ်အခါတကယ်တကယ်တော့တစ်ခါကျတော့သူက28ဝင်သူယောက်ျားက29ဝင်28ဝင်ပြီးတော့ထွက်ခံနေမှမှသူတို့လီမယားတွေအိမ်တော်ရေးပါ꿰ရွားတယ်ဒါကြောင့်28တွေတိုက်ဆိုင်မှုတွေရှိကြလို့ရှိရင် ဒီမှန်အောက်မှာရေးခဲ့ပါဘာတွေဖြစ်ခဲ့လဲကျွန်တော်ပြောတာမှားတာဖြစ်ရင် မှန်တာဖြစ်လဲဝေဖန်သုံးသပ်ပေးပါ အားပေးတဲ့ပရိသတ်တိုင်းကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခொနရသာသမီးပေါင်းဘေးခတ်သိမ်းရန်ခတ်သိမ်းကင်းဝေးရအောင်ဗုဒ္ဓတဲ့ရရှိရအောင်တဏ္ဍာကံ၃ပါးနေသူမိမိတို့အရဟံဂုံတော်ပွားရင်းနဲ့လဲ မိမိကိုမိမိကောင်းကျိုးရနိုင်တယ်လို့သူတို့ဘာကိုလည်းမေတ္တာပို့ခြင်းဖြင့်မိမိကိုယ်တိုင်လည်းသူတို့ဘာရဲ့မေတ္တာဓာတ်ကိုခံယူပါအားလုံးကျမ်းမှချမ်းသာကြပါစေ။